နော် तू อ่ะဒီလိုထားမယ်ဆိုတော့နည်းနည်းလေး medium လောက်ထင်ရရှိတဲ့ hair product မျိုးမှာအဆင်ပြေတယ်။ဆရာတို့ကဒီလိုအနေထားရောက်တည်တည်ဒါ dryer နဲ့ဒါ style ပြီးနေပုံသွင်းမယ်ပုံသွင်းပြီးမှ product စတော့အောင်။နော်ရေဆိုးနေတဲ့အချိန်မှာတန်းတော့သွင်းလို့မရအောင်နော်ကိုလိုချင်တဲ့ပုံကြောင့်ဒီလို dryer နဲ့အီးမဟုတ်။နော်နောက်ပြီး hair product သုံးတဲ့အခါမှာလည်း तू စက်နာနဲ့ life form မရှိမဲ့ hair product ကိုကတော့ရွေးချယ်ပြီးတုံးခိုင်းရမယ်။နော် तू อ่ะဒီလိုထားမယ်ဆိုတော့နည်းနည်းလေး medium လောက်ထင်ရရှိတဲ့ hair product မျိုးမှာအဆင်ပြေလိမ့်မယ်။နော်ခုနလို wax တို့ homemade တို့အဆင်ပြေတယ်။ နော်ခုနလေဒီလိုသဘင်မျိုးကိုဆရာတို့ကဒီအဲဒီဂျယ်သားတွေကအရင်ပြော့တဲ့ဂျယ်လီတိုက်တွေတော့တုံးလို့မရအဲ့ဆိုတော့ထင်ရမရှိဘူးအဲ့ဂျယ်လီတိုက်တွေကြတော့ဘယ်မှာကောင်းလဲဆိုတော့ဒီတော့ slip pad လို့ဥယျာဉ်ကသိမ့်ဖိရတဲ့ပုံစံမျိုးတွေမှာကောင်းတယ်နော်နောက်ပြီးတော့ဆရာတို့ hair powder hair powder ကြတော့ဒီလိုသဘင်မျိုးကို hair powder တော့ထည့်လေအပိုးပဲနော်ဆရာတို့ frank core တို့ caesar တို့နော်အဲ့လိုမျိုးပုံစံသဘင်ပါတဲ့သူတွေမှာ hair powder သုံးပေးရင်ပိုကောင်းတယ်ခုနလို massive ပုံစံထားမယ်ဆိုရင် hair powder သုံးပေါ့နော်ဟွန်းချို့ကလည်းထားတဲ့ပုံစံတွေက နာလို site pad တို့ slip pad တို့ဆရာကြီးဟဲပေါင်တာရှိလားရှိတာဆိုင်မှာလာလာမေးရဲ့ဒါသူတို့တော့မဟုတ်ဘူးဒါနောက်ဆရာတို့တပင်မျိုးဒါဟဲပေါင်တာတုံးလဲအပိုးပဲဆရာဆိုရင်ဒါ wax တုံးတာသူ့လည်း wax တုံးပေးမယ်နော်ကိုမိတ်တို့ဘာလို့ကြောင်လဲအရင်စေးကြည့်တဲ့ခါကျတော့အသိမတုံးနိုင်ကြဘူးနော်အော်ဒီမှာဆိုလို့ချင်းဆရာအများကြီးလည်းမလိုပါဘူး email လေးအဟုတ်တယ်အဲဒီမှာဆိုလို့ချင်းဆရာဒီလောက်ပါပဲလက်ဖျားလေးကိုလိုက်တုံးမယ်နော်လိုက်တုံးနည်းနည်းပဲနော်နောက်ပြီးတော့ဒီအဖြူရေကောင် ပုတ်ပေးအောင်နော်လက်မှာပဲပုတ်ပေးနော်အဲ့အဖြူရရှိနေသေးဆိုရင်မလိမ့်သေးတာပေါ့နော်မင်းတို့တွေ့ဘူးမလားတချို့လူကျင်မလိမ့်တတ်တော့ခါတဏှာထဲမှာပဲခက်ခဲဖြစ်နေတယ်လေအဲထိပ်ပိုင်းမှာလေနော်အဲ့လိုဖြစ်တတ်တယ်နော်အာဒီလိုမျိုးကလက်မနှောက်အောင်တော့အေးဒီလိုမျိုးသမနေပြီးအဖြူတွေပျောက်သွားပြီဆိုမှစလိမ့်မယ်စလိမ့်တဲ့အခါမှာတင်းနေအောင်အရင်ရှုံးနော်မဒီဒီဘက်ကမဖိနဲ့ဒီဘက်ကဖိလို့ရတယ်ဒီဘက်ကဘာလို့ဆိုတော့ကိုကဖောင်းကျင်လို့မှဒရာနဲ့ဆွဲထားတာလေဟုတ်တယ်မဟုတ် ဟိုနည်းနည်းလေးထိမ့်ပေးပြီးတော့ဒီဘက်ကိုတော့ဖိရှာဖိရှာပြီးတော့ဒီဘက်ကိုကြောင်အပေါ်ကြတော့ဆရာတို့လက်အရှောင်းလေးကိုဟပြီးတော့နော်ဒီမှာဟာပြီးတော့ဒီလိုကြီးလက်ကြီးနဲ့ကပ်ပြီးဆွဲမလာဘူးအဲ့ဆိုရင်အကုန်ပြားအကုန် slip back ကြီးနေဖြစ်သွားအောင်နော်အာမီမှာစတိုင်လေးကောင်းတယ်ဒါတော့သူကကြတော့ဒီမှာအမြောင်းအမြောင်းနေပါတယ်မြောင်းမြောင်းနေပါတဲ့ခါကျတော့တက်ချာထည့်ရအောင်ကောင်းတယ်နောက်ဒီမှာဖိလိုက်ပြီဆိုရင်သူလည်းဖိလိုက်ပြီဆိုရင်ကြောက်တယ်ဒီမှာ အဲ့မှာတခြားလေးပါဟုတ်လားအဲစူးကောင်းပုံစံအမြောင်းအမြောင်းလေးပါဟုတ်လားတပင်ရလေးအဲ့လိုပုံတွင်းပြီးမှပုံကြာနားလို့ညက်ရွေးညက်ပြီးလာရင်မင်းတို့အော်တိုမှာမင်းတို့ညက်နေတာပဲဟုတ်လားပုံကတိတ်ထွက်မလာဘူးလေအဲတိကတော့ style လေးမလုပ်လို့နော် style လေးလုပ်ဖို့ကလည်းငါတို့ကစိုင်မလုံးမမဟုတ်တာတော့တိတ်အစ်မပြေဘူးလေနော်အော်တိုမှာကြာတယ်အဲ့တော့ဒီအတိကတော့ cutting မိုင်းပဲတိကတော့ style လေးလုပ်တာတော့မင်းတို့ဒီမှာ အဲစနေချိန်မှာတယောက်တည်းပြန်ညံ့စတိုင်းလေးလောက်ကြည့်ပုံတွေးကြည့်နော်အဲလိုရတဲ့ဟာဆရာပြန်ပြောအဲ့ဒါမှပဲရမှာဟုတ်လားနော်နော်ဆရာတို့ဟဲစပရေးကြတော့ဘယ်နေရာမှာတုံးလဲဆိုတော့သူကအဲအောက်ထူးသွားတတ်တဲ့လူတွေမှာတုံးကြတာများတယ်ဥပမာဆိုင်ကယ်စီးရတဲ့လူတွေခုနကလောအဲခုက marketing တွေပါတယ်နော်ဝေးတွေပါတယ်ပတ်နေရတဲ့တွေဆိုတော့ဒါဆိုဟဲစပရေးတုံးပေးလိုက်ရင်တော့တနေ့ကုန်ပြီးသွားပြီဆိုင်ကယ်အုပ်ထုတ်ဆောင်လဲပုံမပြတ်တော့ဒီတိုင်းပဲသူကပြောရင်တော့အပေါ်ကနေကော်တစ်ထပ်လောင်းလိုက်တဲ့ပုံစံမျိုးပေါ့ကွာ ဟိုမပြတ်တော့ကွာဟိုကိုကဒီလိုမျိုးရှာရလို့မိုးလုံးနေလုံးမှာပဲကွာအလုတ်လုတ်တယ်အဲရုံပိုင်းနေပါညာလုတ်တယ်ဆိုတော့ကိစ္စမရှိဘူးမိုးလုံးနေလုံးမှာလုတ်တယ်ဆိုတော့ဒီဂျယ်လောက်ဆိုရင်ရတယ်နော်အဲ hash spray ကလည်းအရင်သုံးနိုင်လည်းမကောင်းဘူးသူကနည်းနည်းစံသားပျက်စီးရပါတော့ hash spray ဖြန်းတဲ့ခါမှာလည်းဒီမှာတော့ hash spray တော့မရှိဘူးသုံးတဲ့နေရာတစ်ခါပြောလိုက်မယ်နော်သူကဒီလို spray တိုင်လာဟိုဒီလိုဘူးနေလာအဲ့နည်းနည်းလေးလှုပ်လှုပ်ပြီးတော့သူကတ်မှဖြန်းတယ်ဒီလိုကြီးကတ်မှဖြန်းတယ်သူတပေလောက်ကနေခွာပြန်နော်လက်ကလေးကိုအုပ်တာမျက်လုံးနဲ့ဝင်မကောင်း ကြီးကတော့အပေါ်ချောင်ပြန်လာနော်တပင်ကိုတည့်ပြောဒီလိုမှပြန်နေကပ်ပြရနော်သူအတိကအဲ့ကုံငွေလေးပဲလုံနေတာကွာဟုတ်လားနော်ကပ်ပြန်လိုက်လို့ချင်းတနေရာထဲမှာခဲတော့နော်အဲ့ဆိုအစမပြေဒါတော့ဆရာဆိုင်းလေးလောက်တာပြရနော်ဒါပြလည်းပြခဲ့ပါရဲ့မလို့မီးလာတော့မလို့ပြရနော်ဒီဒါဆိုရှင်းနေနော်နောက်နေ့ကြတယောက်လေးလောက်ကြည့်အော်တပင်မညက်လဲစတိုင်းလေးကလောက်လို့ရတယ်လေဟုတ်လားဒီကောင်လေးတပင်လေးလောက်လို့ရတယ်သူတို့တပင်လေးလောက်လို့ရနော်